ားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိတက်တဲ့အားလုံးမင်္ဂလာပါဇာအခုလက်ရှိမှာ Manchester United အသင်းရဲ့ Tyson Bu Brian Ambuemo ကတလတာရဲ့အကောင်းဆုံး nomination မှာ Premier League တွေ့ရွေးချယ်ခံထားရတဲ့အချိန် Man United ကသူ့ကိုထပ်ပြီးတော့နောက်ထပ်တလတာရဲ့အကောင်းဆုံးဘောမှာဖြစ်ထပ်ပြီးရွေးချယ်တယ်ဆိုတော့ Brian Ambuemo က Manchester United ကိုရောက်လာတဲ့အခုပထမ3လကာလအတွင်းမှာ ဒါဒုတိယအကြိမ်ဒီ3လအတွင်းမှာရရှိခဲ့တာဖြစ်တဲ့ဒီစုကိုအော်တိုပါလာအတွက် Manchester United အသင်းတို့ကတလတာအကောင်းဆုံးပေါ်သမားစုကိုသူ3ကြိမ်မြောက်ရထားတာဖြစ်တယ်ဆိုတော့သူက Sunderland နဲ့ကစားခဲ့တဲ့ပွဲမှာတကူဖန်တီးတယ် Liverpool နဲ့ပွဲမှာ9 twin ခဲ့ပြီးတော့ Brighton နဲ့ပွဲမှာ2 twin ယူခဲ့တာဖြစ်တယ် ဆိုတော့အံပွေးမိုးကဒါဒီ Brighton မှာတဲ့ဒီ Brentford မှာတဲ့ကတော်တော်လေးကောင်းတဲ့ကစားမဖြစ်တဲ့အသက်အရွယ်ကကြည့်နော်သူ Kylian Mbappe ထက်တောင်ငယ်တယ်ကျွန်တော်တို့ကအမ်ပါပေကိုလူငယ်လောက်တွက်ပေမဲ့တကယ်တမ်းကျတော့အမ်ပါပေထက်တောင် Brian အံပွေးမိုးကငယ်သေးပြီးတော့ Premier League မှာဆိုလဲဆွမ်းဆောင်ရင်ကောင်းပြထားတယ်ဗျာ Premier League ကတော့အကောင်းဆုံးပုံစံမှာဖြစ်နိုင်ချေရှိတာ Erling Haaland ကတော့တကယ်တမ်း chance ပိုများတယ်ဒါပေမဲ့ Brian အံပွေးမိုးမှာလည်း chance ရှိတယ်ဒီနေရာမှာအံပွေးမိုးကအခု Manchester United ရဲ့ တလတာအကောင်းဆုံးဘောသမားစုကိုဒါဒုတိယအချိန်ရရတယ်ဆိုကြဲကသူရဲ့ဆွမ်းဆောင်ရေဘလောက်ကောင်းလဲသူကမန်ယူနိုက်တက်ကိုပေါင်80တန်းတိုတယ်ပိုက်နဲ့ပြောင်းတယ်65တန်း plus အပူစုချင်းငွေ guarantee 6တန်းထပ်ပြီးတော့ contract ကတော့9နှစ် plus အပူတစ်နှစ်နဲ့ခြာဆုပ်ချုပ်တယ်ကျွန်တော်အဲ့ Manchester United နဲ့ပတ်သက်လို့ကျွန်တော်သဘောကျတဲ့အချက်ကအဲ့ contract ချုပ်တဲ့အပိုင်းမှာသူတို့ကအမြဲတမ်း9နှစ်တီတီမချုပ်ဘူး9နှစ် plus တစ်နှစ်9နှစ် plus တစ်နှစ်အဲ့လိုပုံစံချုပ်ထားတယ်သူစပြီးတော့သူ့ရဲ့ပထမဂိုးကိုဒါ Lee Do Club ါ crispy down နဲ့ efa cap တတိယအဆင့်မှာသူစပြီးကိုးသွင်းခဲ့တယ်။အဲ့ပွဲမှာတော့တကယ်အရေးကြီးတဲ့ decisive penalty shootout မှာတော့သူ penalty တွေသွားလို့ crispy down က12 9 12 9နဲ့ united ကိုနိုင်သွားပေမဲ့အဲ့ကစပြီးတော့ manchester united အသင်းကဘန်လီကိုနိုင်တဲ့ပွဲမှာသူရဲ့ပထမဆုံး premier league ကိုသွင်းတယ်။ liverpool နဲ့ပွဲမှာသွင်းပြီးတော့မှအခု sunderland နဲ့ပွဲမှာလည်းဖန်တီးရင်အခုနောက်ဆုံးပွဲ brighton နဲ့ပွဲမှာနှစ်ကိုးသွင်းထားတယ်။အပွဲမှာတော့ရှင်းတယ် သူကအခု Manchester United ကိုပြောင်းလာတာကအောင်မြင်ဖို့အတွက်အဓိကရည်ရွယ်ချက်တစ်ခုဖြစ်တယ်လို့ဒီသင်းနဲ့ပတ်သက်လို့သူ့ရဲ့အရည်အသွေးကိုနောက်ထပ် level တစ်ခုမှာပြသနိုင်တဲ့အတွက်ကြောင့်ဒီသင်းကိုရွေးချယ်ခဲ့တယ်ပေါ့လေသူ့ပေါ်ကမ်းလှမှုတွေများစွာရှိခဲ့တဲ့ပုဂ္ဂိုလ်ပယ်ချပြီး United ကိုရွေးတယ်ဆိုတော့ United ကိုရောက်လာတဲ့အချိန်မှာပထမ3လအတွင်းမှာသူတယောက်တည်းကနှစ်လအထိအကောင်းဆုံးဘုံမှာအစုရရှိထားတယ်ဒီနေရာမှာ ဒါအခုဆန်ဒီလမ်းမန်ကလည်းမန်ယူနိုက်တက်ရဲ့ဒါသူ့ဘောကိုယုံကြည်မှုအပြည့်အဝပေးတဲ့ဘောကိုသူကတော်တော်လေးကျဉ်တတ်နေတယ်မန်ချက်စတာယူနိုက်တက်ကလည်းအခုဒီလက်ရှိဘယ်ဂျန်ကိုသမားကိုပေါ့လေသူတို့ခေါ်ယူလိုက်တဲ့အချိန်မှာအချို့ကတော့တီပိုကော့တွာလက်သစ်တို့ဘာလို့ချီချူသူကတော့အမှန်တမ်းပြောရင်သူလက်ရှိနေထားရ biggest test ပေါ့လေ test အများကြီးတော့မဆက်ခံဥမာပြောချင်တာဗျာတတိုင်းတိုင်းရှုခံရတာတို့တကုံဖမ်းရတဲ့ပုံစံမျိုးကကျွန်တော်တို့ Brighton ရဲ့ဘက်မှာလည်းသူအများကြီးမဖမ်းရဘူး လီဗာပူးနဲ့ပွဲအန်ဖီခွင့်မှာတော့သူအဲ့လောက်မဖမ်းရဘူးဗျာဆိုအဲ့ဒါကသူတို့တက်စ်ခုရှိပေမဲ့တေချာတာတော့ယူနိုက်တက်ကဒီကိုသမဘန်ယာတာထက်တော့အများကြီးပိုကောင်းတယ်ဆိုရချက်ပဲအထူးသဖြင့်သူရဲ့ဘောပလေးင်း ability ကိုဘယ်ချင်းနဲ့ကန်တာ deliver ပို့တာတွေပိုင်းမှာတော်တော်လေးနောက်အရက်မြင့်တဲ့အခါဘောလုံးထွက်ဆွဲတဲ့ပိုင်းအရင် Manchester United ကိုသမအန်ဒရီအိုနာနာမှာရောအထိုက်ဘိုင်ယန်တာတို့မှာဖြစ်တဲ့ပြဿနာကဘာလဲဆိုတော့ ဂိုးဧရိယာတဲကို cross coming ဆိုပြီးဖြစ်လာပြီးဆိုတာနဲ့ကိုသမား shaky ဖြစ်ပြီးတော့ဘာလို့လို့ဘာကမ်းပြီးထွက်ပို့ရမှာလားနေရပါလားအဲ့ဒါကအမြဲတမ်းဖြစ်တယ် ပြီးရင်မလို့အပိတ်နဲ့အဲ့လိုမျိုးတွေကိုးတွေပေးရတယ်ဒါ foul လုပ်တိတိုင်အောင်ကိုဘက်က strong မဖြစ်တဲ့အခါမှာကိုကလဲကျသွားတယ်ပြိုင်ဘက်ကကိုးသွင်းသွားတယ်အဲ့ဒါကအရင်ကိုးသမားတွေမှာခဏခဏဖြစ်တာဒီကိုးသမားကဒီဘယ်လိုပြောမလဲဆိုတော့ဘာပဲဖြစ်ဖြစ်အများကြီးတိုးတက်လာတဲ့ကိုးသမားကိုးသမားတယောက်အနေနဲ့အကောင်းဆုံးကိုးသမားအဆင့်ရောက်ဖို့လိုအပ်ချက်ပြီးအများကြီးရှိပေမဲ့တေချာတော့တူလာတယ်ဒီ United ရဲ့ one of the best signing နဲ့မှာပါတဲ့ကိုးသမားလို့ပြောလို့ရတယ်အခုလက်ရှိမှာ ဒီ Brian Amumu ကတလတာအကောင်းဆုံးဂိုးသမားစုကိုအကောင်းဆုံးဂိုးသမားစုကိုရပြီးတော့အခုဂိုးသမား Sunny Lemons ကလည်း Man United အသင်းမှာနီးပြားကသူ့ပေါ်ကိုယုံကြည်မှုအပြည့်အဝပေးတာကိုအကောင်းဆုံး လုတ်ပြနိုင်တယ်လို့ယုံကြည်ကြည်နဲ့ပဲဒါသူ့ရဲ့စွမ်းဆောင်ကိုပြသထားတယ်ဆိုတော့အခုအသက်ကအခု23ပဲရှိတယ်6ပေလေးဆိုတဲ့အချက်ကလည်းဒါကြောင့်ပီတာရှမိုက်ကယ်ကပြောတာဒီကိုသမားဟာအတင်းတော့အနာကပ်မှာအခု United ပြည်သက်တွေတော့မှရှမိုက်ကယ်လိုမျိုး last one ပြတဲ့ကိုသမားတယောက်ဖြစ်နေမယ်ဆိုပြီးစပြီးတော့တချင်းနေတော့စပြီး sinking ဖြစ်နေပြီဆိုတော့ဒါကတော့အခုအံပွေးမှုရဲ့တလာတာအကောင်းဆုံးစုကန်သူနောက်ထပ်အခြေအနေကောင်းရင် Premier League ရဲ့တလာတာအကောင်းဆုံးပါရနိုင်ပြီးတော့ကိုသမား Sunny Lemons ကလည်း သူ့ရဲ့ပုံစံကောင်းအတွက်ဇာမားတွေကိုကျေးဇူးတင်လို့သူ့ရဲ့သူ့ဘော်ကိုယုံကြည်မှုပေးတဲ့နီးပြကိုပါဒါကျေးဇူးတင်လျက်ရှိကြောင်းဆိုထားတယ်ဒါတော့အခုလောလောဆယ်အတည်ထားပါအားလုံးကျေးဇူးတင်ပါတယ်